အားလုံးင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်တို့ဒီနေ့ဒိုင်လွန်ဇောလူသားတွေအကြောင်းဂေါဒီကမနုဒလို့ခေါ်တဲ့လေဇာမန်တွေအကြောင်းပြောကြရအောင်ပရမဇောအနေနဲ့ကျွန်တော်တို့ဒီပုံလေးကိုအရင်ဆုံးကြည့်ကြအောင်ဗျာဒီယုတ်ထုကဒီကနေဒါနိုင်ငံကပြတ်တဲ့တခုတည်းကယုတ်ထုဖြစ်တယ်ဗျဒီယုတ်ထုကို1982တုန်းကကနေဒါနိုင်ငံကတရဗေဒပညာရှင်ဒဲရက်ဇဲဆိုတဲ့လူကဒိုင်လွန်ဇောလူသားစိတ်ကူးရင်စံတတ်မှုနဲ့တီထွင်ထားတဲ့ယုတ်ထုတခုဖြစ်တယ်ဗောဗျာ ဒါကိုစိတ်ကူးရင်စံတမှုနဲ့တီထွင်လာတယ်ဆိုပြီးမဖြစ်နိုင်ဘူးဆိုပြီးတွတ်ရှုပ်လို့မရဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ဒါရိုးရိုးစိတ်ကူးရင်ပြီးတော့တီထွင်ဖန်တီးထားတဲ့ရုပ်တုမဟုတ်ဘူးဗျ။သူတို့ကဒီဒိုင်လွန်ဇောတွေရဲ့ကြောက်ဖြစ်ရုပ်ကျွင်းတွေကိုကြည့်ပြီးတော့တိတ်ပံနီးကြစံတက်တီထွင်လာတဲ့ရုပ်တုဖြစ်တာတော့ကြောင့်မို့ဒီရုပ်တုကပေါ့တိတ်ပံလောကထဲမှာထောက်ခံမှုတော်တော်များတဲ့ရုပ်တုတစ်ခုဖြစ်ခဲ့ရတယ်ဗျ။ဥမာဘယ်လိုလဲဆိုတော့ဗျာဒီရွှေနင်းကသူ့ရဲ့ပုံထဲကကြောင်တဲ့စိတ်ကူးရင်ပြီးတော့ဒီ parallel universe ကရှိလို့ရတယ်ရှိနိုင်တယ်ဖြစ်နိုင်တယ်လို့ပြောထားတယ်လို့ပေါ့ဗျာ။ ရဇဲကလည်းသူ့ရဲ့ဒိုင်းလွန်စောလူသားနဲ့စိတ်ကူးယဉ်ပြီးတော့လေဇာမန်းတွေကရှိနိုင်တယ်ဖြစ်နိုင်တယ်ရှိလို့ရတယ်လို့ပြောရတယ်ပေါ့ဗျာကျွန်တော်ဒီရွှေတင်းငန်းရဲ့အကြောင်းကြောင့်ကွမ်တမ်မန်ဂနက်တစ်တွေနဲ့ရှုပ်ရှက်ခတ်နေတာကြောင့်ကျွန်တော်နောက်ဗီဒီယိုရောက်မှဒီရွှေတင်းငန်းရဲ့အကြောင်းကြောင့် EEC ပြောကြတာပေါ့ဒီနေ့တော့ကျွန်တော်တို့ဒီလေဇာမန်းလို့ခေါ်တဲ့ဂေါတိကမနုဿတွေအကြောင်းကိုပဲအရင်ဆုံးပြောကြမယ်ဖြစ်တယ်ပေါ့ဗျာဒါဆိုရင်သိပ္ပံပညာရှင်တွေယူဆထားတဲ့ဒိုင်းလွန်စောလူသားနဲ့ဝါသနာရှင်တွေယူဆထားတဲ့လေဇာမန်းတွေဂေါတိကမနုဿတွေက ဘယ်လိုမျိုးဆက်ဆက်မှုတွေဘယ်လိုမျိုးဆက်နွယ်မှုတွေရှိနေလဲဆိုတဲ့အကြောင်းလေးတွေတော့ကျွန်တော်တို့ဒီနေ့တိတ်ပန်ရှူတောင်းအနေချောင်းကြီးလိုက်အောင်ပေါ့ဗျာကျွန်တော်တို့ကဘာကိုလွန်ခဲ့တဲ့နှစ်ပေါင်းတန်း6500လောက်တုန်းက iridian တက်ထုတွေပေါဝင်နေတဲ့ဂျူဒိန်တို့ဝင်တိုင်းမှုဖြစ်သွားခဲ့တယ်ဗျအဲ့လိုဝင်တိုင်းမှုတွေကြောင့်ကျွန်တော်တို့ကဘာဘောကဂီယာစနစ်တွေပြောင်းလဲခဲ့ရတယ်ပေါ့ဗျာကျွန်တော်တို့ကဘာဘောကတက်ရှိတွေတည်ဆုံးခဲ့ကြရတယ်ပေါ့ ကျွန်တော်ကပါတစ်ပင်ပန်းပြီးတည်ဆုံးခဲ့ကြရတယ်ပေါ့မြူသုံးခဲ့ကြရတယ်ပေါ့ဘယ်လိုမျိုးလဲဆိုတော့ဒီဖုံမုံတွေကနေတွေမဝင်နိုင်အောင်ဒီနေလင်းရောင်တွေမဝင်နိုင်အောင်ဒီဖုံလွှမ်းခဲ့ကြတယ်လို့တဲ့ဒီအက်ဆစ်မိုးတွေကလည်းတစ်နှစ်နီးပါးလောက်ဆက်တိုက်ရွာသွန်းခဲ့တယ်နောက်ပြီးတော့မိသားအောင်ပေါက်ကွဲတာတွေလို့မြေငင်တွေလှုပ်တာတွေကလည်းဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့်ကျွန်တော်ကပါဘောတက်ရှိတွေတော်တော်များများမြူသုံးမှုဖြစ်ပွားခဲ့ရတယ်ပေါ့ဗျာဒီရဇဲရဲ့ဒိုင်လွန်စောလူသားစံတတ်မှုကလည်းဒီမြူသုံးမှုကြီးပြီးတဲ့နောက်မှာစတင်ခဲ့ကြဗျာ ရဇဲရဲ့ theory ကပြောမယ်ဆိုရင်အဲ့ဒီမျိုးသုံးမှုကြီးပြီးတဲ့နောက်မှာပေါ့ကျွန်တော်တို့ကဘာဘောကဒီအသေးစားနှူးတိုက်တရွာလေးတွေနဲ့ဒီအသေးစားထိုင်လုံစောလေးတွေကဒီဂူတွေနဲ့မြောက်လှိုင်ကောင်းတွေထဲမှာခက်ခက်ခက်အသက်ရှင်ခဲ့ကြမှာပေါ့ဗျာအဲ့ဒီမှာထူဆန်းနေတာတကူကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း6500နဲ့တန်း8500ကြားထဲမှာထိုင်လုံစောအသေးစားလေးဖြစ်တဲ့ထူတွန်ဆိုတဲ့ထိုင်လုံစောလေးရဲ့ချက်ဖြစ်ရုံကြီးကိုတွေ့ရှိခဲ့ကြတယ်ဗျသူတို့ရဲ့တွေ့ရှိရဲ့ဒီတန်း1000အတွင်းမှာပေါ့ဒီတန်း6500နဲ့တန်း8500အတွင်းမှာပေါ့ ဒီ true drone ဆိုတဲ့ဒိုင်နိုဆောတွေရဲ့အုံနောက်ပမာဏတဖြည်းဖြည်းကြီးထွားလာတာကိုတွေ့ရှိခဲ့ကြတယ်တဲ့တဖြည်းဖြည်းချင်း evolve လုပ်လာတယ်ပေါ့ဗျာစင်ငယ်ပြောင်းလဲလာကြတယ်ပေါ့ဗျာကျွန်တော်လူသားတွေလိုမျိုးအသိဉာဏ်တွေဉာဏ်ပညာတွေတဖြည်းဖြည်းဖြစ်ပေါ်လာတယ်ကိုတွေ့ရှိခဲ့ကြတယ်ပေါ့ဗျာအဲကြောင့်ဒီသိပ္ပံပညာရှင်ကဒီ true drone တွေကပေါ့ဒီနေ့ထိအသက်ဆက်ရှင်နေအောင်မယ်ဆိုရင်သူတို့ရဲ့အုံနောက်ပမာဏဒီချပေါ့1000 cc အထက်မှာရှိနေလောက်မယ်လို့သိပ္ပံပညာရှင်ကယုံကြည်ထားကြတယ်ဗျာ ကျွန်တော်တို့လူသားတွေရဲ့အုံနောက်ပမာဏ1360 cc ပဲရှိတာဗျာဒီကျွန်တော်တို့လူသားအုံနောက်ပမာဏအကြောင်းကျွန်တော်လူဆိုတာဘာလဲဆိုတဲ့အကြောင်းတွေမှာကျွန်တော်ပြောပြခဲ့ပြီးပြီဆိုတော့ကျွန်တော်ဒီနေရာမှာတော့ကျွန်တော်ဒီအကြောင်းအကျယ်သွင်းထပ်မပြောတော့ဘူးဗျာအဲကြောင့် Russell ရဲ့ theory ကအကယ်လို့ဒါဒီ true tone တွေကဒီနေ့ဒီအသက်ဆက်ရှင်အောင်မယ်ဆိုရင်ပေါ့ဗျာသူတို့ကလက်ချောင်းတုံးချောင်းရှိမယ်အုံနောက်အကြီးကြီးရှိမယ်နောက်ပြီးမတက်ရက်ပြီးလမ်းလျှောက်နိုင်ကြမယ်ပေါ့ဗျာ ောက်ပြီးသူတို့မှဒီကိုဝင်ဆောင်နိုင်တဲ့တတိတွေရှိသလိုချက်ပေါက်တွေအချင်းတွေရှိတယ်လို့လည်းယူဆထားကြတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူသားတွေလူမျိုးတွေလို့အုံနောက်အကြီးဖွင့်ပြိုးနိုင်ဖို့ဆိုတာကိုဝင်ဆောင်ပြီးမွေးဖွားလာမှရမှာဗျ။ဒါပေမဲ့ထူးဆန်းနေတာတကူကတော့သူတို့ကကိုဝင်ဆောင်တဲ့သရဝါတွေဆိုပေမဲ့သူတို့မှကလေးတွေကိုနှူးတိုက်နိုင်တဲ့ရင်သားတွေမပါလာကြဘူးတဲ့ဗျ။အဲကြောင့်သူတို့ကဒီဥဥတဲ့တရိစံတွေလူမျိုးကိုကလေးကိုစမြုပ်ပြန်တဲ့နည်းနဲ့ကျွေးမွေးဆောင်ရွက်ကြတာ ဖြစ်နိုင်တယ်လို့လည်းသိပ္ပံပညာရှင်တွေကယူဆထားကြတယ်ပေါ့ဗျာပြီးတော့သူတို့မှာဒီအပြင်ဘက်ကခေါထွက်နေတဲ့လိန်အင်္ကာတွေမျိုးပွားအင်္ကာတွေမရှိကြသလိုသူတို့မှာအမီးတွေလည်းမရှိကြဘူးဗျ။နောက်ပြီးသူတို့ရဲ့မျက်လုံးတွေကလည်းကျွန်တော်တို့လူသားတွေလိုမျိုးဘိုင်နိုကူလာ vision တွေဖြစ်ကြတယ်ဗျ။ဘိုင်နိုကူလာ vision ကိုလွယ်လွယ်လေးပြောရမယ်ဆိုရင်ဇုံမြင်တဲ့မျက်လုံးပေါ့ဗျာ။ဒီအရင်တော့ကဒီဒိုင်နိုဆောတွေကိုကြည့်မယ်ဆိုသူတို့ကမျက်လုံးကတစ်ဖက်စီမှာရှိကြတာဘူး။ငှက်တွေကိုကြည့်မယ်ဆိုလည်းအဲ့လိုတစ်ဖက်စီမှာရှိကြတာဗျာ။ သူတို့ဖြည်းဖြည်းချင်း evolve လာကြရင်လည်းကျွန်တော်တို့လူသားတွေလိုမျိုးဒီလိုဇုံမြင်နိုင်တဲ့ဘန်လိုဂူလာ vision တွေဖြစ်ပေါ်လာနိုင်ကြတယ်လို့ယူဆထားကြတယ်ဗျ။နောက်ပြီးသူတို့ကဒီသွေးနွေးတရွာတွေဖြစ်နိုင်ကြတယ်လို့တဲ့သူတို့ရဲ့အရက်တွေကလည်းကျွန်တော်တို့ပုံမှန်လူတွေထက်ပိုမြင့်တဲ့6ပေခွဲ9ပေမှရှိနိုင်ကြတယ်။ဒါမှမဟုတ်ကျွန်တော်တို့လူသားတွေထက်ပိုပူတဲ့3ပေခွဲ4ပေလောက်မှလည်းရှိနိုင်ကြတယ်လို့ယူဆထားကြတယ်ဗျ။နောက်ပြီးတော့သူတို့ရဲ့ဘာသာစကားဗျ။သူတို့ရဲ့ဘာသာစကားကကျွန်တော်တို့ဒီငှက်လေးတွေစကားပြောသလိုမျိုး ငှက်လေးတွေတချင်းဆိုလိုမျိုးဇာတ်ပြောကြတာဖြစ်နိုင်တယ်လို့လည်းယူဆထားကြတယ်။အဲ့ဒါတွေကိုကြည့်ပြီးတော့အဲ့လိုအကြောင်းအရင်းတွေကိုကြည့်ပြီးတော့ပေါ့ဗျာ။အဲ့လိုစိတ်ကူးတွေနဲ့ပေါ့ဒီရဇယ1982တုန်းကဒီဒိုင်းလွန်ဇောလူသားဆိုတဲ့ပုံကိုထုလုပ်ခဲ့တာပဲဖြစ်တယ်ပေါ့ဗျာ။တကူကတော့ဒီဒိုင်းလွန်ဇောတွေရဲ့ကြောက်ဖြစ်ရုပ်ကျွန်းတွေကိုကြည့်ပြီးတော့ပြန်လဲပုံဖော်ထားတဲ့ရုပ်ထုဖြစ်တယ်ပေါ့ဗျာ။နောက်တစ်ခုကတော့ဒိုင်းလွန်ဇောလူသားတွေရဲ့လက္ခဏာတွေကိုကြည့်ပြီးတော့ဖြစ်နိုင်မဲ့လက္ခဏာတွေကိုသိပ္ပံနည်းကြကြည့်ပြီးတော့ပုံဖော်ထားတဲ့ရုပ်ထုတစ်ခုဖြစ်တယ်ပေါ့ဗျာ။ ။ဒါဆိုရင်ဒီ Razer ရဲ့ဒီ theory က Razer ရဲ့ဒီစိတ်ကူးရင်စမ်းသပ်မှုကဖြစ်နိုင်လားဆိုတော့စဉ်းစားကြရတခုဖြစ်နေတယ်ပေါ့။ဒါကြီးက fake နေတာလားဆိုပြီးစဉ်းစားကြရတခုဖြစ်နေတယ်ပေါ့ဗျာ။ဒါပေမဲ့ဒီ theory ကိုသိပ္ပံပညာရှင်တွေတော်တော်များများနဲ့တရဗေဒပညာရှင်တွေတော်တော်များများဒီအတွေးခေါ်ဒီ theory ကတဘာဝကြတယ်ဖြစ်နိုင်တယ်လို့လက်ခံယုံကြည်ထားကြတယ်ဗျ။ရှင်းပြောရရင်ဗျဒီအတွေးခေါ်ဒီ theory ကဗျာ တဘာဝဖြစ်ယူဖြစ်စဉ်နဲ့လည်းကပ်ညီနေတယ်ပေါ့ဗျာဒါပေမဲ့ဘလို့ပဲသိပ္ပံပညာရှင်တွေတရဗိဒပညာရှင်တွေဖြစ်နိုင်ပါတယ်လက်ခံလို့ရပါတယ်လို့ပဲပြောပြောပေါ့ဝေဖန်ခြင်းတဲ့လူတွေ complaint တက်ခြင်းတဲ့လူတွေကတော့ရှိနေကြတာထုံးစံပဲပေါ့ဗျာဒါဆိုဒီ complaint တက်တဲ့လူတွေဝေဖန်ခြင်းတဲ့လူတွေကဝေဖန်နေတဲ့လူတွေကဘလို့ဝေဖန်ကြလဲဆိုတာလေးကိုကြည့်လိုက်ကြအောင်ပေါ့ဗျာသူတို့ကဒီဒိုင်လွန်ဇောတွေကနေပြီးတော့ဒိုင်လွန်ဇောလူသားတွေဖြစ်စင်ကဲပြောင်းလဲလာတဲ့ အသိဉာဏ်တွေဉာဏ်ပညာတွေဖြစ်ပေါ်လာတာကိုသူတို့ကွန်ပလီတက်ရှင်ကြတာမဟုတ်ဘူးဗျသူတို့ကွန်ပလီတက်ရှင်လာတာဒီ reserve ရဲ့ဒီရုပ်ထုကိုကွန်ပလီတက်ရှင်ကြတာပဲဖြစ်တယ်ဘလို့လဲဆိုတော့ဗျာသူတို့ရပြောစုရရအကယ်လို့ဒီ true drone နဲ့ဉာဏ်ပညာရှိလာမယ် evolve လာနိုင်မယ်ဆိုရင်ပေါ့ဗျာသူတို့ရပုံစံကတိုင်ယန်လိုဇောရက်တွေလိုမျိုးဖြစ်နေရမှာဖြစ်တယ်လို့ယူဆထားကြတယ်တနည်းပြောရရင်ဗျာကျွန်တော်တို့အခုမြင်နေရတဲ့ချက်ဖားတွေလိုမျိုးပုံစံဖြစ်နေရမှာပေါ့ဗျာအမီးနဲ့ခေါင်းနဲ့ကမတက်ရက်နိုင်အောင်ခြေထောက်နဲ့လမ်းလျှောက်နိုင်အောင်ဒီ balance ကြနေမှာ ရမယ်လို့သူကယူဆထားကြတယ်ဗျကျွန်တော်အရှိရဗီဒီယိုမှာပြောထားသလိုလူတွေကမှတ်တရက်ပြီးလမ်းလျှောက်နိုင်တာလက်တွေအုံပြရတာများလို့လို့ပြောခဲ့တယ်လို့ပေါ့ဒီဒိုင်းလွန်ဇောတွေကလည်းဒိုင်းလွန်ဇောလူသားတွေဖြစ်ဆင်ခဲပြောင်းလဲလာရင်နေနဲ့လက်တွေအုံပြရတာများလို့မှတ်တရက်ပြီးလမ်းလျှောက်နိုင်တာလည်းဖြစ်နိုင်ဖြစ်နိုင်တယ်ပေါ့ဗျာဒါကြလေစင်အားစရာတခုဖြစ်နေတယ်ပေါ့ဗျာဟုတ်ပြီအဲ့လို complete တက်တဲ့လူတွေမဖြစ်နိုင်ဘူးလို့ပြောတဲ့လူတွေဝေဖန်နေကြတဲ့လူတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒိုင်းလွန်ဇောလူသားတွေကဖြစ်ပေါ်လာနိုင်လားဆိုတာလေးကို နောက်ထပ်သိပ္ပံရှူတော့နောက်တစ်ခုကနေပြီးတော့ထက်ကြီးကြအောင်ပေါ့ဗျာသိပ္ပံပညာရှင်ရဲ့ယူဆချက်ရကျွန်တော်တို့အခုတွေ့နေရတဲ့ကျွန်တော်တို့နားမှာရှိနေတဲ့ငှက်တွေအကုန်လုံးကဒီဒိုင်လွန်ဇောတွေရဲ့မျိုးရိုးအစဉ်ဆက်တွေဖြစ်နိုင်တယ်လို့ယူဆထားကြတယ်ဗျအဲကြောင့်ဒီငှက်တွေကလည်းတွေ့နွေးတရားဖြစ်တယ်လို့ပေါ့ဒီဒိုင်လွန်ဇောလူသားတွေကလည်းတွေ့နွေးတရားတွေဖြစ်နိုင်တယ်ပေါ့ဗျဘာလို့လဲဆိုတော့ကျွန်တော်အရှိမပြောရသလိုဒီတွေ့နွေးတရားဖြစ်နေမှာ ကိုဝင်ဆောင်တဲ့တရားဖြစ်နေမှကျွန်တော်တို့လူသားတွေလိုမျိုးအုံနောက်ကြီးတွေဖွံ့ဖြိုးလာနိုင်တယ်ပေါ့ဗျာနောက်ပြီးတော့ငှက်တွေမှာဘာသာစကားတွေရှိကြတယ်ဗျငှက်တွေရဲ့ဒီဆက်တွေရေးစနစ်ဆက်တွေရေးကွန်ရက်တွေကကျွန်တော်တို့လူသားတွေနဲ့တူတယ်ဗျသူတို့ကဒီခွေးလေးတွေလိုဝင်းမွေတွေလိုလိုရှောက်ဥပြီးရှောက်ဟောင်းနေကြတာမဟုတ်ဘူးဗျသူတို့ကလူတွေဘာသာစကားနဲ့စကားပြောနေတယ်လို့သူတို့ကလည်းပြောဆိုနေကြတာဖြစ်တယ်တဲ့နောက်ပြီးဒီငှက်တွေထဲမှာជីကန်းနဲ့ကျက်တူရေးတို့ရဲ့ အန်ဂျူကလည်းတော်တော်မြင်ကြတယ်ဗျကြီးကန်းကဒီနွားနှုတ်ပလင်းရဲ့အဖုံးတွေကိုဘလို့ဖွင့်ရမလဲဆိုတာသိတယ်လို့ဒီအခွန်မာတဲ့အသီးတွေကိုကားလမ်းပေါ်မှာထားရင်ကားတက်ကြိတ်တယ်ဆိုရင်ဒီအသီးတွေကကွဲနိုင်တယ်ဆိုတော့လေသူတို့ကသိကြတယ်ဗျနောက်ပြီးသူတို့အမဲလိုက်ဖို့အတွက်သုံးမျိုးကိုလည်းရှုတတ်ကြတယ်တဲ့ဒီလိုအပြုမူတွေဒီလိုအသိဉာဏ်မျိုးတွေကဒီကြီးကန်းတကောင်ကတတ်တော်တာနဲ့သူတို့ပုံဝင်ချင်မှရှိတယ်တခြားကြီးကန်းတွေကိုတင်ပေးတတ်တယ်ပေါ့တခြားကြီးကန်းတွေကလည်းဒီလိုနီးနီးပညာတွေဒီလိုအပြုမူမျိုးတွေကိုဒီလိုအသွေးခွန်မျိုးတွေကိုသူတို့ကတက်မြောက်ကြတယ်ပေါ့ဗျာ ကြီးကန်းတဲ့ဒီကျက်တူရွေးရဲ့ IQ နဲ့ EQ ကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းနေတယ်ဗျ။2000ခုနောင်းကဒီအာဖရိက LS လို့ခေါ်တဲ့ဒီမိခိုးရောင်ကျက်တူရွေးတည်တော့အဆိုရင် အင်္ဂလန်တည်နှစာဌာနတကူကပေါ့တည်နှစ်ဌာနတကူကပေါ့ LS မင်းကအမေရိကန်တမရတွေတော်တော်များများထက်တောင်ညံမှုကောင်းသေးတယ်ဆိုတဲ့စာမျိုးပို့ပေးခဲ့ဘူးလေဗျ။ဒီ LS ကစိတ်ပညာရှင်တွေနဲ့နှစ်ပေါင်း30လောက်အတူနေခဲ့ကြပြီးတော့အမျိုးသားမတူတဲ့ပစ္စည်းပေါင်း90ကျော်လေးသူကခွဲခြားတတ်တယ် အယောင်ခုနှစ်မျိုးတိလဲသူကခွဲခြားနိုင်တယ်ဗျာငါပြီသူကဒီကနန်းလေးကိုလဲရေတွက်နိုင်တယ်လို့တဲ့တုံညဆိုတဲ့အသွေးခွန်မျိုးကိုလဲသူကနားလည်နိုင်တယ်ဗျာငါပြီသူရဲ့စိတ်ခံစားချက်တွေကိုသူကပြောပြတတ်တယ်လို့လိန်လဲလိန်ညာတတ်တယ်တဲ့ဗျအဲကြောင့်သိပ္ပံပညာရှင်တဲ့ဒီ LS ရဲ့ဒီဉာဏ်ရည်ရပေါ့6နှစ်ကလေးနဲ့ညီမျှတယ်လို့ယူဆထားကြတယ်ဗျာ Alex What matter? Oh, that's right. How many? Count. That's right. You're a good boy. No, can sweetie. No, you can't go back yet. You better. Can I some water? All right. Hey, look. Can you tell me on the tray how many green block? Green block. Two. Yeah. Good parrot. Two green block. Two. Good parrot. ဟုတ်ပြီဒါဆိုအရှိမကျွန်တော်တို့ဒီတိတ်ပံပညာယူဆတာရတဲ့တိတ်မပညာရှင်တွေကယူဆတာရတဲ့ဒိုင်လွန်သောလူသားတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးပြီဆိုတော့ <laughs> အခုကျွန်တော်တို့ဒီဝါဒနာရှင်တွေယူဆထားတဲ့လေသာမန်းတွေအကြောင်းပြောကြည့်ကြရအောင်ဒီတိုင်းလွန်သောလူသားတွေကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း6500လောက်ကလေးကကျွန်တော်တို့ကဘာမြေကြီးအောက်ထဲမှာဖွံ့ဖြိုးလာကြတယ် evolve လုပ်လာကြတယ်ဆင့်ကဲပြောင်းလဲလာကြတယ်ဆိုရင်ပေါ့ဗျာကျွန်တော်လူသားတွေရဲ့ဒီယဉ်ကျေးမှုတွေစတင်ဖြစ်ပေါ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း6500လောက်တုန်းကဆိုရင်ဒီဒိုင်းလွန်စောလူသားတွေပေါ့ဒီလီဇာမန်တွေပေါ့ဒီဂေါဒီကမနုဿတွေကပေါ့တခြားဂျူကိုရောက်နေတော့ပြီဗျတခြားဂျူတွေစီခီးသွားနေတော့ပြီဗျတခြားဂျူတွေမှလည်းအခြေဆိုင်ပြီးနေထိုင်နေတော့ကြပြီဗျဘာဖြစ်လို့လဲဆိုကျွန်တော်တို့လူသားတွေရဲ့အစဒီ primate တွေကပေါ့ကျွန်တော်တို့ရဲ့ဘူးဘေတွေကပေါ့လွန်ခဲ့တဲ့နှစ်ပေါင်းတန်350လောက်ကမှသိပ္ပံဘဝကနေဆင်းလာကြတာဖြစ်တယ်လို့သိပ္ပံပညာရှင်ကဖော်ပြထားကြတယ်ဗျဒီကောင်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း6500ကလေးကနေပြီးတော့မြစည်းထဲမှာ evolve လာတဲ့ ဖွင့်ပြိုးလာတယ်စင်ကယ်ပြောင်းလဲလာကြတယ်ဆိုတော့ကျွန်တော်တို့အချိန်နဲ့တွက်မယ်ဆိုရင်အစ90တော့ကွာနေကြတယ်ဗျာဆိုတော့သူတို့ရဲ့ဒီယဉ်ကျေးမှုတွေနီးပညာတွေကကျွန်တော်တို့ဒီလူသားတွေရဲ့နီးပညာယဉ်ကျေးမှုတွေထက်တေချာပေါက်တာနေလောက်ပြီးတေချာပေါက်ပို့ပြီးအဆင့်မြင့်နေလောက်ပြီးလို့လဲဝါသနာရှင်တွေသိပ္ပံပညာရှင်တွေယူဆထားကြတယ်ပေါ့ဗျာအဲကြောင့်ကျွန်တော်တို့အရင်တော့တမိုင်းတွေမှာတွေ့တဲ့ဒီ UFO တွေကဒီကောင်တွေပဲလားဒီ lizard man တွေပဲလားဒီခေါရီကမနုဿတွေပဲလားဆိုတာစဉ်းစားကြတယ်ခုဖြစ်နေရပေါ့ ဘာဖြစ်လို့လဲဆိုတော့ဆူမာရီယန်ယဉ်ကျေးမှုတွေကအနုနာကီတွေကဆိုတဲ့နှစ်ဖရားတွေကပေါ့သူတို့ကကောင်းကင်ဘဝနေဆင်သက်လာကြတယ်လို့ရေးသားဖော်ပြထားလို့ပဲဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဘာကိုအနောက်ကနေထိန်းချုပ်နေတယ်ဆိုတော့ Freemason တွေနဲ့ Illuminati တွေကဒီကောင်တွေပဲဖြစ်နေနိုင်လားဆိုတော့စဉ်းစားစရာလည်းဖြစ်နေတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီနေ့ဒီဒန်နိုဇောလူသားအကြောင်းဂေါဒီကမနုဿအကြောင်းလီဇာမန်အကြောင်းကျွန်တော်တို့သိပ္ပံပညာအရပြောခဲ့ပြီးပြီဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုရောက်မှကျွန်တော်တို့တက်တွေတွေနဲ့အတူထပ်ပြီးတော့ ြောကြတာပေါ့ဒီနေ့တော့ကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေကြည့်ရှုပေးတဲ့ကြောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုရောက်မှထပ်တွေ့ကြတာပေါ့ဗျာ